UK နိုင်ငံကအိန္ဒိယနိုင်ငံကိုဒေါ်လာတန်း400နီးပါးတန်ဖိုးရှိတဲ့အပေါ်စားဒုံးကျည်တွေရောင်းချပေးဖို့လက်မှတ်ရေးထိုးလိုက်ပါတယ်။လက်နက်နယ်ကာကွယ်ရေးလက်တွဲလှုပ်ဆောင်မှုကိုပိုနှက်ဆိုင်စေရေးအတွက်အစိပ်ပိုင်းတရက်အနေနဲ့ Britain နိုင်ငံကအိန္ဒိယကိုပေါင်တန်း350 American ဒေါ်လာဆိုလို့ရှိရင်အာ486တန်း အန်ဖိုးရှိတဲ့ဒီဗြိတိန်ထုတ်အပေါ်စားဒုံးကျည်တွေရောင်းချပေးသွားမှာဖြစ်တယ်လို့ဗြိတိန်ကဆိုပါတယ် အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီနဲ့ဗြိတိန်ဝန်ကြီးချုပ်အာခီယာစတာမာရိုဒီဘုံဘေးမှာတွေ့ဆုံရင်းနဲ့လက်မှတ်ရေးထိုးခဲ့တာပဲဖြစ်ပါတယ်။ဒီသဘောတူညီချက်နောက်ပိုင်းမှာတော့အိန္ဒိယအနေနဲ့ဗြိတိန်ကကာကွယ်ရေးပစ္စည်းတင်သွင်းမှုပိုလွတ်လာမယ်လို့ဗြိတိန်ကာကွယ်ရေးဝန်ကြီးအာဒီဂျွန်ဟီလီကပြောပါတယ်။အိန္ဒိယကကမ္ဘာပေါ်မှာလက်နက်ပစ္စည်းဒုတိယအများဆုံးဝယ်ယူတဲ့နိုင်ငံဖြစ်ပေမဲ့လက်ရှိမှာတော့ဝယ်ယူတဲ့ပစ္စည်းအလုံးရဲ့ 300ခိုင်နှုန်းကိုပဲဗြိတိနိုင်ငံကဝယ်ယူသေးတာဖြစ်ပါတယ်။ရုရှားနိုင်ငံကလက်နက်ပစ္စည်းအများဆုံးဝယ်ယူခဲ့တဲ့အိန္ဒိယနိုင်ငံဟာနောက်ပိုင်းမှာအမေရိကန်ပင်သစ်အစ္စရေးစတဲ့နိုင်ငံတွေကလက်နက်တွေကိုတိုးမြင့်ဝယ်ယူလာတာပဲဖြစ်ပါတယ်။အခုရောင်းချပေးတဲ့ LMM အပေါ်စားဒုံးကျည်တွေဟာမြေပြင်ဒါမှမဟုတ်ဝေဟင်ကပြစ်မှတ်တွေကိုလေရင်ကဖြစ်စေမြေပြင်ကနေဖြစ်စေပြစ်ခတ်လို့ရနိုင်ပါတယ်။ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်တဲ့ Thales ကတော့ဒီ LMM mm ဟာ73ကီလိုပဲလေးပြီးတော့6ကီလိုမီတာအကွာအဝေးကပြစ်မှတ်ကိုအတန်သွားနှုန်းထက်တဆခွဲ အမြန်နဲ့ပြစ်ခတ်နိုင်တယ်လို့ဆိုပါတယ်။ဆိုလိုတာကတော့6ကီလိုမီတာကို10စက္ကန့်ကြောကြောနဲ့ရောက်နိုင်တာဖြစ်ပါတယ်။